တကားမဖွင့်ရင်ဘာမှမမြင်နိုင်ပါဘူး။ဒါပေမဲ့တကားဖွင့်သူဟာမကြည့်စေချင်တဲ့အတွက်မကြည့်ဖို့ဆိုရင်လည်းအားလုံးပိတ်ထားလို့ရပါတယ်။ဒါဟာမြန်မာနိုင်ငံရေးမှာတကယ်ကိုအရေးကြီးတဲ့တကားဆောင်တွေရဲ့အကြောင်းပဲဖြစ်ပါတယ်။တချို့ကသူတို့ကိုပြဿနာရဲ့နောက်ကွယ်ကလူတွေကိုဖမ်းချင်တဲ့သူတွေလို့ပဲမြင်ကြပါတယ်။ခဏလောက်နားထောင်ကြည့်ပါတော်ဆဆူကြီးရဲ့ဘေးနားမှာဝိုင်းရံနေတဲ့အဖွဲ့စည်းတွေဟာ နိုင်ငံရေးရဲ့အမားယွင်းတွေကိုတိုက်ရိုက်တက်ရောက်စေနိုင်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်။ဒါဟာမိအိတ်ထဲမှာမိရဲ့အပူကိုမတိတဲ့ပုံနဲ့တွူပါတယ်။အပူရှိနေပေမဲ့တကားဖွင့်တဲ့သူကမပြောပြရင်မိရှိနေမှဘယ်သူမှသိမှာမဟုတ်ပါဘူး။အဲလိုမျိုးပါပဲ။တစ်ဖက်မှာစစ်ပုတ်ချုပ်တွေနဲ့စစ်ယူနီဖောင်းချုပ်ပြီးတော့အရသာအသွေးယူထားတဲ့သူတွေရှိတယ်။နောက်တစ်ဖက်မှာက ပါတီရဲ့အဘော်ကိုအမြဲထောက်ခံအားပေးနေတဲ့ပုံကိုယ်တွေရှိတယ်။ဒါတွေဟာခေါင်းဆောင်တယောက်ရဲ့မျက်စိကိုကြွယ်ဝက်ထားတဲ့မျက်မှန်အလက်ကြီးနဲ့တူပါတယ်။မျက်လုံးတွေကိုအဲ့လိုဖုံးကွက်ထားတဲ့အခါမှာအမားတွေမဖြစ်နိုင်ဘူးလို့သူပြောနိုင်ပါလေ။နိုင်ငံရေးဆိုတာလူထုရဲ့စံတားနဲ့အစိုးရရဲ့မူဝါဒတွေတိုက်ရိုက်အချိုးကျအပြည့်ထွက်လာတဲ့ဆိုတဲ့ပုံသေးသဘောမျိုးတော့မဟုတ်ပါဘူး။ဥပမာတစ်ခုပေးရရင်လူထုကဖော်မြူလာတစ်ခုထုတ်ပေးစေချင်တယ် ုတ်ပေးဖို့တောင်းဆိုလိုက်တယ်။ဒါပေမဲ့အဲ့ဒီ formula ကနေရလတ်ထွက်လာတဲ့ဆက်ကြီးက black box သဘောမျိုးပါပဲ။ဘာတွေထည့်လိုက်လဲ၊ဘာတွေပြတ်ထွက်လာလဲဆိုတာကိုတစ်ခါတလေလောကမတူညီပါဘူး။အတော်လေးရှင်းပါလေ။အဲ့ဒီ black box ထဲမှာပါဝင်နေတဲ့သူတွေကတော့ gatekeeper တွေပဲဖြစ်ပါတယ်။သူတို့ဟာမဟုတ်ဖောက်တဲ့ပွဲတော်ကြီးတွေကိုအစိတ်ခတ်ထည့်လိုက်တဲ့သူတွေနဲ့တူပါတယ်။ရလတ်တွေဘာဖြစ်လို့ကွဲပြားခြားနားသွားလဲဆိုတာကိုကျွန်တော်ရှင်းပြချင်းပါတယ်။ အနောက်နိုင်ငံတွေမှာတော့ black ball လို့ခေါ်တဲ့အဲ့ဒီသဘောတရားဟာပြဿနာတွေအများကြီးဖြစ်စေခဲ့ပူပါတယ်အမေရိကန်မှာအီရတ်စစ်ပွဲကြီးဖြစ်လာရတာရဲ့အဓိကအကြောင်းရင်းတစ်ခုကနိုင်ငံရေးရသတင်းအချက်လက်တွေတစ်ဖက်သက်ဖြစ်နေလို့ပါပဲဒါဟာမျက်စိကိုမိတ်ပြီးလက်ညှိုးထိုးခိုင်းတာလည်းတူပါတယ်ကျွန်တော်တို့ထိုးလိုက်တဲ့သူ့သူ့ရဲ့မြင့်ခွင်းတစ်ခုတည်းကိုပဲသူကလမ်းညွှန်နိုင်တာပါတော်ဆက်စုကြည့်အတွက်လည်းအဲ့ဒီလိုပုံစံမျိုးဖြစ်ခဲ့ပါတယ်စဉ်းစားကြည့်ပါ ဒေါ်ဆဆုကြည်ဟာသူ့လက်ထက်မှာဖန်ပလင်းနဲ့တူတဲ့တည်အချက်လက်တွေကိုကင်ထားရဲဆိုပါစို့အဲ့ဒီတည်အချက်လက်တွေကိုအမြဲတမ်းမေးခွန်းထုတ်ပြီးပြန်လည်စီစစ်ပေးမဲ့သူမရှိဘူးဆိုရင်ကျွန်တော်တို့လည်းလက်ထက်ကဖန်ပလင်းတစ်လုံးဟာဘုံတစ်လုံးနဲ့ဖြစ်သွားနိုင်ပါတယ်တကယ်တမ်းအဲ့လိုဖြစ်ခဲ့တဲ့အရာတွေကလူမျိုးရေးကိစ္စတွေရိုဟင်ဂျာအရေးကိစ္စတွေစစ်တပ်နဲ့ဆက်ဆံရေးပြော့ပြောင်းတဲ့ကိစ္စတွေအရေးကြီးတဲ့အကြောင်းအရင်းတွေမှာအမားတွေဖြစ်စေခဲ့တာပဲဖြစ်ပါတယ် ခုလိုအချိန်တွေအကြာကြီးကြာမြင့်ခဲ့အချိန်နောက်မှာတော့တော်ဆဆုကြီးအနေနဲ့ပြန်လည်ပြီးတော့နိုင်ငံရေးတက်ကိုဝင်ရောက်လာမယ်ဆိုရင်သူ့ရဲ့ဘေးနားကဂိတ်ကီပါတွေသူဘလို့တေချာပြန်လည်စဉ်းစားဖို့မဖြစ်မနေလိုအပ်နေပါတယ်။တခြားခေါင်းဆောင်တွေလည်းကိုယ့်အနီးနားမှာကိုယ့်ပေးပို့တဲ့အချက်လက်တွေရဲ့ဂိတ်ကီပါတွေကိုစီစစ်ဖို့လိုပါတယ်။အရင်တော့ကအချင်းနေမျိုးကိုအရင်တော့ကနီလန်းတွေနဲ့ပဲအဟောင်းပုံစံတူအတိုင်းပြန်လည်ဖြည့်ရှင်းဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဆိုတာ ျွန်တော်တို့ဒီຫນွေဥတော်လိုင်းရေးမှာအားလုံးသဘောပေါက်နေဖို့လိုပါတယ်။ຫນွေဥတော်လိုင်းအင်အားစုတွေနဲ့လမ်းကြောင်းတွေကွဲလဲနေနေတယ်ဆိုတာကိုလည်းမဖြစ်မနေပအဝင်သက်ဆိုင်တဲ့သူတိုင်းထပ်သွင်းစဉ်းစားဖို့လိုပါတယ်။ဒါပေမဲ့အားလုံးဟာလမ်းကြောင်းတစ်ခုတည်းကိုတော့မဖြစ်မနေပြန်သွားရမှာပါ။လမ်းကြောင်းတွေကွဲနေမယ်ဆိုရင်စောစောစီးစီးတက်မှတ်နိုင်မှာတာပဲအဆင်ပြေမှာပါမဟုတ်ရင်ဘယ်လိုမှအောင်မြင်မှုကိုမရနိုင်ပါဘူးမဖြစ်နိုင်ပါဘူး။ နိုင်ငံရေးမှာခေါင်းဆောင်တယောက်ရဲ့အောင်မြင်မှုဆိုတာဟာသူ့ရဲ့ပတ်ဝန်းကျင်ကရရှိတဲ့တည်င်းအချက်လက်တွေရဲ့ဓာတ်ရိုက်အကျိုးဆက်တစ်ခုပါပဲ။ဒေါ်ဆာစုကြည်ရဲ့ဘေးနားမှာအမေရိကန်ပြောဆိုဝန်ထမ်းသူတွေအနှဲငယ်ပဲရှိခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေသိပြီးသားဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ကိုပြန်လဲကြည့်ပြီးလက်တွေ့ကိုစဉ်းစားအနာဂတ်ကိုပြင်ဆင်ဒီတော့ အနောက်ကိုပြန်လဲကြည့်တဲ့အခါမှာပြည်သူရေးရမူဝါဒတစ်ခုဟာမှန်ကန်တဲ့တည်အချက်လက်တွေကိုတကားဖွင့်သူကသာပေါ်ပြနိုင်မှာအဲ့လိုပေါ်ပြနိုင်မှာပဲအောင်မြင်နိုင်တယ်ဆိုတော့ကိုကျွန်တော်တို့သေချာပေါက်နားလည်ထားဖို့လိုပါတယ်မှန်ကန်တဲ့တည်တွေကိုဖတ်ရှုဖို့မိကုံးတွေထုတ်ပြီးတော့မေးရဖို့မေးနိုင်ဖို့မေးခွန်းရဖို့ကိုယ့်ရဲ့သဘောထားကိုတင်းတင်းမမနဲ့မြဲမြဲတတရေရုံဝတ်ထုတ်ဖို့ပြောဆိုနိုင်ဖို့ ကျွန်တော်တို့တယောက်တည်းနဲ့မဖြစ်ဘူးကျွန်တော်တို့တယောက်တည်းလုံးလုံးမရောက်ဘူးမဟုတ်ဘူးဆိုတာကိုတော့သိစေချင်ပါတယ်ကျွန်တော်မိတ်ဆွေတွေဘယ်လိုထင်ပါလဲအဲ့တော့ comment မှာပြောဆိုဆွေးနွေးပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဆိုလိုချင်တာကစစ်မှန်တဲ့မီဒီယာတွေရဲ့အတန်တွေကိုရှာဖွေဖော်ထုတ်ဖို့ပြောဆိုတိုက်တွန်းနေဖို့လူတိုင်းရဲ့အတဝန်ဖြစ်ပါလေ။ခေါင်းဆောင်တွေကိုမဖောက်ကွက်ပဲဝေဖန်ရမယ်။အမှန်တိုက်တင်ပြနိုင်တဲ့သတင်းတွေကိုကျွန်တော်တို့လက်ခံရရှိဖို့အားလုံးအားလုံးပါဝင်ဆောင်ရွက်ဖို့လိုအပ်တဲ့ဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်ပါလေ။ Bis zum nächsten Mal.